အလုံးမြန်မာဝပါရစ်တမျိုးကြီးဒီချေရဲ့ great for တင်ချတန်းနေရမျိုးပြန်လည်ပြသလိုက်ပါတယ်ဒီချေတို့ဒီနေ့တော့ video number 3ဖြစ်ပါတယ်နော် okay အဲ့တော့ video number 3လေးအတွက်သင်ခန်းစာလေးတွေကိုစတင်လုပ်လိုက်ကြရအောင်နော်ဒါတို့တမလို့ရဲ့တင်ချဖက်စာအုပ်စာမျက်နှာ number 4ကိုဖွင့်ပြပါရှင်ဟုတ်ပြီစာမျက်နှာ number 4မှာဆိုရင်ဒီချေတို့ number 3ကိုတွေ့ကြမယ်နော်အဲ့တော့မိကုန်လေးဒီချေဖတ်ကြပါမယ် ဂျပန်နိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့၏လူဦးရေသည်2016ခုနှစ်၌ညီညာရှိသည်ကိုအောက်ပါစရာတွင်ပြထားသည် အရှိယဗီဒီယိုမှာပါတဲ့အတိုင်းပါပဲဒီကျေလို့ရန်ကုန်မြို့ရဲ့လူဦးရေနဲ့ပဲခူးမြို့ရဲ့လူဦးရေကိုအဲလောက်ခဲ့တဲ့အတိုင်းပဲပေါ့နော်ဟုတ်ပြီအဲ့တော့နိုင်ငံအမည်နိုင်ငံအမည်ကဂျပန်နဲ့အင်ဒိုနီးရှားလူဦးရေကဂျပန်နိုင်ငံက1004939လုံးအင်ဒိုနီးရှားနိုင်ငံရဲ့လူဦးရေက1611953လုံးဖြစ်ပါတယ်နော် ဟုတ်ပြီအဲ့ဒီလူဦးရေက2016မှာရှိတဲ့လူဦးရေဖြစ်ပါတယ်ဟုတ်ကဲ့နမကကြီးဟိဇရားကိုကြည့်ပြီးတော့ဂျပန်နိုင်ငံရဲ့လူဦးရေကိုဖတ်ပါစာဖြင့်ရေးပါဒါတို့သမတို့ကိုနေရာလိုက်တံမိုးပြဇရားခွက်လေးပေးထားပါတယ်အဲ့ဒီဇရားလေးကိုကြည့်ပြီးတော့ဒီကျေတို့ကဂျပန်နိုင်ငံရဲ့လူဦးရေကိုဖတ်ကြည့်ကြရအောင်အဲ့တော့ဇရားခွက်လေးမှာအရင်ဆုံးအထူးကြက်လေးရှိပါတယ်ရှင် ဘာလေးလဲဆိုရင် ခု10ရ1000တောင်းသိန်းတန်းဂရီဒီကျတော့အရှိရတင်ငန်းသားမှာတိခဲ့တာဂရီအထိပဲတိခဲ့ပါပဲရှင်အခုကဘာအထိရောက်သွားပြီလဲဆိုရင်10ဂရီဖြစ်သွားပါပြီဘာဖြစ်သွားပြီလဲ10ဂရီဟုတ်ပါပြီအဲ့ဒါဆိုလို့ရှင်ဒီကျတော့တွေကအာ12ဂရီလို့ဖတ်ရပါတယ်ရှင်ဒီလိုလေးတွဲပြီးတော့မှဖတ်ပါမယ်နော်ဟုတ်ပြီနော် โอเคตะสะนี่กะดิขวัญแตนขวัญแตน4,000รูปเผยบาได้ရှင်ဟုတ်ပြီเนาะ쇠กะดิ2กะดิလို့โดดิမဖက်ရဘူးတခါတည်းတွဲပြီးတော့ဖတ်မယ်တစ်10ရဲ့2ရဲ့ဆိုတော့တစ်10အဲ့ဒီတော့တစ်10กะดิขวัญแตนขวัญแตน4,900ဖြစ်ပါတယ်ရှင်ကဲအဲ့ဆိုရင်อินโดนีเซียနိုင်ငံရဲ့လူဦးရေကိုစရာကိုကြည့်ပြီးတော့ဒူရီဖတ်ကြည့်ကြရအောင်เนาะအဲ့တော့ဖတ်ဖို့အတွက်ဆိုရင်တအားတို့တမလို့ဖတ်ကြည့်ပါအောင် 26ဂရီတသက်ဒီကြားဒီလိုလေးယူလိုက်ပါမယ်ဟုတ်ပြီเนาะโอเคဒီကြားတော့ဘယ်လိုမျိုးဖတ်မလဲဆိုရင်26ဂရီတသက်တသိန်းတသောင်း5000လို့ဖတ်ရပါတယ်ရှင်โอเคเนาะအဲဆိုလို့ရှင်လာကြည့်ကြရအောင်အဲ့တော့ဒီကြားတို့တွေကလူဦးရေကိုဖတ်လို့ပြီးသွားပြီစာနှစ်ရေးရပါမယ်ရှင်စာနှစ်ရေးဖို့အတွက်ဆိုရင်ဒီကြားတို့က12ဂရီ12ဂရီကိုတို့တွေဘယ်လိုမျိုးရေးကြမလဲ ဟုတ်ပြီအဲ့တော့ဒီချက်တို့ဒီအောက်ကနေရေးပါမယ်တဆက်နှစ်တာဝန်မူရေးဆက်တက်စာလီရပ်လက်တဲ့ဆဲအောက်ကမြင်ဆက်တဆက်နိုင်ငံဟတုဆက်တနှစ်တဆက်နှစ်ဂတိကာကြီးတချောင်းငင်းခုတတဝေတို့တိုင်းကောက်ရေးဒီတဆက်နှစ်ဂတိပြီးတော့ခွနတ်တခါကိုရေးတချောင်းငင်းခုနာငေးဆက်တနှစ်ခွနှစ်တာရေးနတ်တန်ဝေစနှလုံးပေါတန်ခွနတ်တ 困难的卡过一只草根苦，哪里舍得你？困难大龙的难的，为啥那龙包的困难得离道？他为啥那龙包离？他为啥那龙包离？离 <noise> 道？听我讲，古长家己龙的长命苦，为啥那龙包苦？他为啥那龙包苦？他为啥那龙包苦？离道？听我讲，苦长家己龙那长命苦，为啥那龙包苦？他为啥那龙包苦？ မလိုပါဘူးเนาะဒီကြေးရေးတဲ့အတိုင်းဖက်ဆောင်လေးထဲမှာရေးပြပါအောင်ရှင့်ဟုတ်ပြီအားဆိုရင်ဇေယျကိုကြည့်ပြီးအင်ဒိုနီးရှားနိုင်ငံရဲ့လူဦးရေကိုဖတ်ပါစာဖြစ်ရေးပါဒီချေတို့ကနောက်တစ်ခေါက်ပြန်ဖတ်ပါမယ်ဒါတို့တမလို့ဖြတ်ကြည့်ပါအောင်26ဂတိတသန်းတသိန်းတသောင်း9000ဖြစ်ပါတယ်အဲ့ဒါကိုဒိုရီစာနဲ့ရေးကြမယ်နော်ကစ်ဒီအောက်မှာရေးလဲရတယ်ဒီလွတ်တဲ့နေရာလေးမှာရေးလဲရပါတယ်ရှင့်ကစ်ဖတ်ကြည့်ရေးကြည့်ကြရအောင် နိုင်ငံဟတုဆက်တနစ်စာလေးရပတဲ့ဆေအကမြင်ဆက်နှစ်ဆက်တဝေထိုခောက်ခွေရရရေးချကတဲ့ချနှစ်ဆက်ချဂတိပြီးတော့တတန် tao sao mua sẽ trở tiếp tại nè tờ tan với sản lông bao tan tờ tan trở tao em mua sẽ trở tiếp ta luôn trên nè tờ tiền với sản lông bao tiền tờ tiền bị to rồi trở to thì chăm sao luôn ông mày lại mấy tao em mua sẽ trở tiếp tao với rô ta ý sao nghe tờ tan với sản lông bao tan tờ tan ngà chào ngà ý chào với sản lông bảo ngà tao với rô ta sẽ nuôi ý chào nghe ta chào ngà chào hợp bảo vị ở đó ော်ဒီကျေတို့ကဂျပန်နိုင်ငံရဲ့လူဦးရေနဲ့အင်ဒိုနီးရှားနိုင်ငံရဲ့လူဦးရေတွေကိုတို့တွေဖက်လို့ပြီးသားပြီးစာနဲ့နဲ့ရေးလို့ပြီးသားတယ်အဲ့တော့မနေ့ကသင်ခဲ့တာဂရေအဲ့ဒီဂရေရဲ့ဆယ်စာကိုတစ်ဂရေရဲ့ဆယ်စာကိုဒီကျေတို့ဘာလို့ခေါ်တယ်လဲဆိုရင်တဆယ်ဂရေလို့ခေါ်ပါတယ်ရှင်အဲ့ဒီတဆယ်ဂရေကိုရေးချင်ရင်တစ် တုံညဘဏ္ဍလုံးနဲ့1 2 3 4 5 6 8 8ဟုတ်ပြီနော်ဂရီကကြတော့တုံညခဏလုံးသူ့ကိုစဲစားလုံးလိုက်ရင်ဒီခြေရူးကတုံညတလုံးအနောက်ကနေထည့်လိုက်တဲ့အတွက်ကြောင့်မလို့အားလုံးပေါင်းတုံညရှစ်လုံးဖြစ်သွားပါတယ်ရှင်ပြမလားအဲ့တော့ဒီနေ့ကပြန်ပြောပါမယ်တစ်ဂရီရဲ့စေစားကဘာလို့ခေါ်လဲဆိုရင်တစ်ဆဲဂတိအဲ့ဒီတစ်ဆဲဂတိကိုရေးချင်ရင်တစ်တုံညရှစ်လုံးလို့ရေးရပါတယ်ရှင် ဟုတ်ပြီနော်အဲ့ဒါလေးကိုတအားတမနိုးရဲ့စာအုပ်ထဲမှာ notes အနေနဲ့မှတ်ရအောင်အဲ့တော့မင်းတို့ရဲ့မြန်မာစာဖတ် sorry သင်ချာဖတ်စာအုပ်ရေးတဲ့စာအုပ်ကလေးသင်ချာလေးချိန်ငန်းစာအုပ်ကလေးထုတ်ပေးပါရှင့်ခဏလေးစောင့်ပေးပါနော်။ Okay, တင်ချာလေးချင်းငန်းစာအုပ်ကလေးထုတ်ပြီးသွားပြီဆိုရင်ဒီချေတို့တွေကဘာလို့လုပ်မလဲဆိုရင်တကက်တီ3 9လုံး 1 2 3 4 5 6 8ခဏလုံးတက္ကရီရဲ့တက္ကရီရဲ့ဘဏ္ဍစလဲ10စအဲ့ဒီ10စကိုတီချေတို့ဘာလို့ခေါ်တယ်လဲ10တက္ကရီလို့ခေါ်ပါတယ်10ဂတိ Okay အဲ့ဒီ10တက္ကရီကိုတို့ရေးခြင်းရင်ဘယ်လိုရေးရလဲ1 3 8လုံးပါရှင့်1 2 3 4 5 6 8 ခန်း၈အဲ့ဒီ၃ည၈လုံးဘယ်ကရောက်လာလဲဒီ၃ည9လုံးကို10စတီချေတို့က10စလုံးလိုက်ရင် grade 3မှာတွေကတင်ခဲ့ပြီးသား10စလုံးရင်၃ည2လုံးအနောက်ကနေထည့်လိုက်ပါတယ်နော်ဟုတ်ပါပြီရှင်အဲ့ဒီအဲ့ဒါလေးကိုတီချေကို box လေးခတ်ပေးပါ box လေးခတ်ပေးပါဟုတ်ပြီအဲ့တော့ teacher တို့ကဒီနေ့တကယ်ရဲ့စေစเนาะစေစဖြစ်တဲ့ကိန်းကို တဆယ်ကလေးလို့ခေါ်ပါတယ်အဲ့ဒီတဆယ်ကလေးကိုဂိမ်းနဲ့ဆိုလို့ရှိရင်တုံညာရှစ်လုံးနဲ့ရေးရပါတယ်ရှင် ဟုတ်ပါပြီအားဆိုလို့ရှိရင်လာတီချေတို့ကဖက်ဆောင်ကလေးကိုတော့ပြန်ကြည့်ကြရအောင်ဟိလေ့ကျင့်ငန်း၅ကိုတော့ပါမယ်လေ့ကျင့်ငန်း၅ကိုတော့မယ်နော်အဲ့တော့အောက်ပါနိုင်ငံများဤလူဦးရေကိုဖတ်ပါအောက်ပါနိုင်ငံများဤလူဦးရေကိုဘာလို့ရမလဲဖတ်ရမယ်အဲ့လိုဖတ်ဖို့အတွက်ဆိုရင်တီချေတို့ကထုံးစံအတိုင်းဇာတ်ကွက်ဆွဲမယ်ဘာလို့မလဲဤတော့မှဖတ်မယ်နော်ဟုတ်ပါပြီရှင် ကဲအဲ့ကြောင့်မို့လို့တအားတို့မျိုးရဲ့တင်ချွတ်တဲ့ဆောင်းထဲမှာတကယ်လို့ဒီပုံစံလေးကုလိုက်ကြရအောင်ဟိအဲ့တော့မင်းတို့ရဲ့တင်ချွတ်တဲ့ဆောင်းကိုထုတ်တရောက်ခဏလေးဆောင်းပြပါနော်ဟုတ်ပါပြီ ဲ့တော့မင်းတို့ရဲ့လေးချောင်းမြင်းအာ sorry လေးချင်းခံစာအုပ်ရဲ့ဘေးမြင်လေးထဲမှာတစ်ချက်ကိုငါးပုံမှလို့တက်ပေးပါငါးပုံမှကာကြည့်အဲ့တော့ဒီမှာပေးထားတဲ့စာသားလေးကိုတစ်ချက်ကိုကူရေးပေးပါရှင့်တစ်ချက်ကူရေးပြီးတော့ပါပြီနော်တစ်ချက်လူလည်းလုတ်တာရင်အများကြီးတလို့ပဲနော်ဟုတ်ပြီအားဆိုလို့ရှင်ဒါကတော့ဘရာဇီးနိုင်ငံရဲ့လူဦးရေဖြစ်ပါတယ်เนาะโอเคအဲ့တော့တချို့ကထုံးစံအတိုင်းဇရာကွက်လေးဆွဲမယ်ဇရာကွက်က၈ကွက်မဟုတ်တော့ဘူး၉ကွက်ဖြစ်သွားပါပြီရှင့် ခုစေရာထောင်းတောင်းတိတန်ဒါလေးကကတိတချက်စတ်တော့ဒီဘက်ရောက်သွားနော်စေကတိဟုတ်ပြီအဲ့တော့ကြည့်ရအောင်ဘာဖြစ်လို့ဒီချက်ကိုကွယ်ဆွဲလဲဆိုဒီမှာ1 2 3 4 5 6 9 8 9ခဏန်းကိုလုံးရှိလို့ပါရှင့်အဲ့ဒါကြောင့်မို့လို့နေရာလိုက်တမိုးလေးတွေကိုထည့်ပါမယ်ခု10ရာ ထောင်းတောင်းတိန်တန်းဂတိနောက်တစ်ခုကဘာလေးလဲစေဂတိ Okay ညာလိုက်တမလို့ထည့်ပြီးသားရင်ကိန်းကနန်းလေးထည့်ကြရအောင်အရှိဆုံးကစာရေးမယ်1 3ည9 6 5 3 2 1 တုံညာတုံညာတုံညာဟုတ်ပြီအဲ့ဒီဂိတ်လေးကိုဒီချက်ကိုဖတ်ပြပေးပါဟိဒီချက်တော့ဘယ်လိုဖတ်မလဲ20ကတိဟုတ်ပြီเนาะဒီမှာဆိုလို့ရှင်ဒီလိုတွဲပြီးတော့ယူလိုက်ပါเนาะအဲ့တော့ဒီလိုတွဲပြီးတော့ယူပါမယ်20ကတိခွဏတန်6သိန်း9300ဖြစ်ပါတယ်နောက်တစ်ခါပြန်ဖတ်မယ်ဒီမှာလေး20 20ကတိဒီမှာကတုံညာပဲရှိတယ်เนาะတွဲပြီးမယူခြင်းလို့ရှင်လည်းရပါတယ်ရှင့် အဲ့တော့တွဲပြီးတော့မဖက်ချင်ဘူးဆိုလည်းသူ့နေရာနဲ့သူဖက်အဲ့တော့ဒီမှာကဆယ်ကလေးဆယ်ကလေးမှာဒီချဲတို့ဒီလိုလေးအောက်ကနေအပေါ်ကိုဖက်မယ်နှစ်ဆယ်ကလေးဒီတုံညာကလေးကဖက်เสียမလို့ဘူးเนาะအဲ့တော့နှစ်ဆယ်ကလေးခွနှစ်တန်း6သိန်း5000 3000ဖြစ်ပါတယ်โอเคပြီးတော့ပြီဆိုတို့ရင်ညင်းပိတ်ကြမယ်ဟိညင်းပိတ်ပြီးတော့ပြီဆိုရင်တော့နမခါကွေဒါတို့တမလို့ရေနမခါကွေဒီချဲကိုမေကွန်လေးကူပေးပါရှင့် ခောက်ခွေမေကုန်းလေးကူပါမယ်နော်ဒီချက်လေးကူလိုက်ပါပြီမမီရင်ဒီချက်ဗီဒီယိုလေးကိုရက်ပြီးတော့ကူပေးပါနော် okay အဲ့တော့ဒီမှာပါ1333 1333ရအဲ့ဒါကဖိလစ်ပိုင်နိုင်ငံရဲ့လူဦးရေဖြစ်ပါတယ်နော်အဲ့တော့ဖိလစ်ပိုင်နိုင်ငံရဲ့လူဦးရေကိုဒီချက်တို့ဖတ်ဖို့အတွက်ဂိတ်မြင်လေးဟောပါဘူးနေရာလိုက်တံမိုးပြတဲ့ဇာကွက်လေးဆဲပါမယ်ဘယ်နှကွက်လဲ6ကွက်1 2 3 4 5 6 คนนี้ชิกูเขาไปเหรอเนี่ยไรแต่มุรีใช่ไหมเนี่ยไรแต่มุรีใช่ใาอ๋อผู้เสียถางตังเตะแตกะดีเสกะดี ဒီချက်ကဒီလိုလုပ်ပြီးတယ်ဆိုတော့ကမင်းတို့တွေကိုဂိန်းခဏန်းလေးတွေကိုဖတ်တဲ့အခါမှာကြမ်းကျင်သွားအောင်လို့ပါနော်ဒီတိုင်းရောင်ဝမ်းဝမ်းနဲ့အာမတိပန်းနဲ့ဖတ်နေမဲ့အတူတူဒီချက်တို့ဂိန်းနေရာလိုက်တံမိုးလေးဇယောက်ကထဲမှာထည့်ပြီးတော့ဖတ်တာပို့ပြီးတော့မှကြမ်းကျင်နေအဲ့လိုမျိုးလေ့ကျင့်ပြီးသွားရင်နောက်ပိုင်းကျလို့ရှိရင်မင်းတို့အတွက်အဲ့လိုတကူဖတ်နိုင်သွားမှာဖြစ်ပါတယ်နော်အားကြောင့်မလို့ထည့်ပါပြီ1 3 3 3 2 ၃ည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  Okay ဒီ game လေးကိုဖတ်ကြရအောင်ဟိအဲ့တော့အောက်ကနေအပေါ်ကိုဖတ်ပါမယ်၁၀ segede ၃ညဖတ်စရာမလိုတော့၃တန်၃တိနှစ်တောင်ဖြစ်ပါတယ်အနောက်က၃ညတွေရတယ်ဖတ်စရာမလိုပါဘူးတချို့ပြန်ဖတ်ကြည့်ရအောင်၁၀ segede ၃တန်၃တိနှစ်တောင်ရမယ်နော်ဟုတ်ပါပြီရှင့်အဲ့တော့ဒီချက်ကိုတစ်ခါတော့ဖတ်ကြည့်ပေးပါဦးမင်းတို့ဘာသာဖတ်ပါမယ် ở à vì sẽ kẹp bị đào vì số thu điểm như bây giờ à vì vì số yên nằm khang ngày hết đầu chỉ giờ à khang ngày mi công đi cú bà mấy xe ok đại lý gặp khang ngày mi công đi bà mình lúc gặp mình bị lỗi xe đi xe cú sorry bà nó đi xe ở video lấy giờ bây giờ lúc bị bà xe error là nhà lại tạm mua lấy cú thu điểm sẽ giao quạt mà nhà chạy à chỉ nè tông lý ngã chào khoản nế xế cô họ bị hệ nia lý chào bà bí ở đó khu xế giá chào tao tế cái gì xế cái gì โอเคแกเออเนี่ยเลขดิเทบามั้ย9 4 5 6 9 3 9 3 9 3 9ဟုတ်ပြီအောက်ကနေပြီးတော့အပေါ်တို့တွေဖတ်ကြမယ်အဲ့တော့90 လေးလို့ဖတ်ပါမယ်နော်64ဂတိဟုတ်ပြီနော်အဲ့တော့64ဂတိဒီချက်ကတော့ဒီလိုမျိုးလေးတွဲကျင်နေဟဲ့ဟုတ်ပြီနော်64ဂတိ5တန်း6 3 4တောင်ဖြစ်ပါတယ်ပြန်ဖတ်ရအောင်64ဂတိ5တန်း6 3 4တောင်ဟုတ်ပြီနော်အရှိမောင်းသွားဆိုဒီချက်တို့က12ဂတိလို့တို့တွေဖတ်ခဲ့ကြတယ်အဲ့ဒီလိုပဲဒီချက်တို့က64ဂတိလို့ဖတ်ပါမယ်နော်64ဂတိ5တန်း6 3 4တောင်ရပါပြီလား ုတ်ပြီဒီချက်တစ်ခါတော့ယူပေးပါအောင်ဟုတ်ပြီအဲ့တော့ပြီးသားပြီဆိုရင်ဒီချက်တို့နံပါတ်6ကိုသွားကြရအောင်ဟိအောက်ပါကိန်းများကိုဖတ်ပါဟာဖတ်ရမှာပဲဖတ်ရမှာပဲကဲတတို့တမလို့ဒီချက်တို့အဲဇရာကွက်မပါပဲနဲ့အရင်ဆုံးစူးစမ်းကြည့်မယ်ဟိစူးစမ်းပြီးဖတ်ကြည့်ရအောင်အဲ့တော့ခုအာနော်ဒီချက်အကြောင်းလေးနဲ့ပြမယ်ခုစေရထောင်းတောင်းသိန်းတန်ဂတိဟုတ်ပြီနော် စေကတိအဲ့ဆိုတို့တွေဘယ်လိုဖတ်မလဲ14ကတိ5တန်း6သိန်းဖြစ်ပါတယ်ဟုတ်ပြီเนาะကျွန်တော်ကြည့်ပါအောင်14ကတိ5တန်း6သိန်းအဲ့ဒါဒီချေတို့နေကနေကဘာအထိအကွာအဝေးဖြစ်ပါတယ်14ကတိ5တန်း6သိန်းဟုတ်လားမဟုတ်လားဇယောက်ကမှာသွားပြီးတော့လုပ်ကြည့်မယ်ဟိလာအရော6ပုံမှာကာကြီးမင်းတို့ကဒါလေးကိုဒီ6ကကြတော့လိုက်လို့လည်းရတယ်မလို့လည်းရတယ်เนาะ ုတ်ပြီဒီချာကတော့အာမင်းတို့ကိုအဖြေလေးတိုက်ပေးချင်လို့ပါ14ကရေ9တန်း6တိတ်ဟုတ်ပြီနော်အဲ့တော့လာကြည့်ကြရအောင်ဒီချက်ကိုစောင်းထဲမှာလိုက်ပြီးတော့မှဇယောက်ကလေးဆွဲပြီးတော့ပုံမှန်အတိုင်းလိုက်လို့ပေးလဲရတယ်မလုံလဲရပါတယ်ရှင်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ကိုဟုတ်ပြီဟဲ့အဲ့တော့ထည့်ပါပြီကိုအိုးကိုဆယ် 牙、茶、刀。哦，会不会有诶？得、蛋、格的、塞格的。OK，阿罗尼亚的特别，得、累、不、巧。 တုံညာ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 ကဲတားတို့တမတို့ရေမှန်ရလားတို့ရေခုနဖတ်တာတဆက်၄ကတိ၉တန်း၆သိန်းဖြစ်ပါတယ်เนาะဟုတ်ပါပြီရှင်အစင်တီချာတို့နံပါတ်ခောက်ကလေးလုပ်ကြည့်မယ်เนาะနံပါတ်ခါခွေခါခွေလေးကိုတို့ရေ sorry မလုတ်ခင်မှာတီချာတို့ဘာလုပ်မလဲအရင်ဖတ်ကြည့်မယ်ဟိအဲ့တော့ခု၁၀ရာထောင်တောင်သိန်းတန်းကတိအဲ့တော့ဘယ်နှကတိဖြစ်သွားမလဲ 26ကတိ9တန်း8သိန်း9,258ကျိုးသက်ကြည့်ပါဦး26ကတိ9တန်း8သိန်း9,258ဟုတ်ပြီနော်အဲ့ဒါလေးကမှန်ရဲ့လားဆိုတာကိုဒီချေတုကဇာတ်ကွက်ထဲမှာထည့်ကြည့်မယ်ဟဲ့မင်းတို့ကလုံလဲရတယ်မလုံလဲရပါတယ်ရှင့်အဲ့တော့ဒီချေကဒီလိုလေးလုံလိုက်မယ်အလွယ်လေးလုံမယ်တနနဟုတ်ပြီနော် ဲ့တော့ဒီချက်ဒီလိုလေးထည့်ပြီးဇာကွက်ဆွဲပြီးတော့မင်းတို့ကိုအဖြေလေးအာဖက်တဲ့ဟာလေးကိုမှန်မှန်မှန်အဖြေလေးတိုက်ပြမယ်နော်အဲ့တော့ဒါကနံပါတ်ခောက်ခွေးပါဟိအဲ့တော့ဒီချက်ဒီမှာထည့်ပြီး2 9ကိုက်ထည့်ရအောင်ဟိအဲ့တော့2 9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  4 5 8ရပြီเนาะကဲအဲ့ဒီ gain တွေကိုတို့တွေဖတ်ကြည့်မယ်ဟိ29ဂတိ5တန်9သိန်း5,458 okay နောက်တစ်ခါပြန်ပြကြည့်ပါအောင်29ဂတိ5တန်9သိန်း5,458 okay ကဲနောက်တစ်ခါတော့တအားတို့ဘာသာဖတ်ပြပါအောင်တအားတို့တမလို့ဘာသာဖတ်ပြပါအောင် Yay, yeah, very good. အဲ့ဆိုလို့ရှိရင်အဲ့ဒါလေးကလေဒီချေတို့အလင်းကျတော့အခုမီးလင်းနေတဲ့အလင်းအလင်းထုတ်လို့ရနေရာကနေပြီးတော့ရောက်ရှိအဲ့ဒီအလင်းထုတ်လို့ရနေရာကနေပြီးတော့မှအလင်းသွားတဲ့အကွာအဝေးကိုပြောတာတစ်စက္ကန့်မှာအဲ့ဒီလောက်တောင်သွားနိုင်နော်အဲ့ဒီလောက်မီတာတောင်သွားနိုင်ပါတယ်ဟိုအလင်းကထုတ်လိုက်တာနဲ့ trick ဆိုတာနဲ့အရင်သွားတာအဲ့ဒါကြောင့်မလို့ဒီချေတို့မိုးကျပစ်တာနဲ့မိုးချိန်တာနဲ့အတန်က မိုးကျွတ်ပြစ်တာနဲ့မိုးချိန်တာဆိုအရင်ဆုံးဒူးရယ်လင်းသွားတယ်လေလင်းပြီးတော့မှအတန်ကနောက်မှကြာရတာတတိထားမိတာအဲ့ဒါဘာဖြစ်လို့လဲဆိုအတန်ထက်အလင်းကပို့ပြီးတော့မြန်လို့နော်အဲ့တော့ဒါကအတိအကျပေါ့နော်ဂျေရိုဖစ်စစ်မှာအဲနော်ဂျေရိုကြီးလာတရားမဲ့ဖစ်စစ်မှာဆို3 into temple or 8တောင်မှရှိတယ်နော်ဟုတ်ပြီနော်အဲ့ဒါကဒါကအတိအကျဒါက nearly ပေါ့နော်3 into temple or 8 cm ဘာညာစမကလာပေါ့နော် cm square လို့ဘာလို့ရှိရပါပေါ့နော် ဟုတ်ပြီเนาะအဲ့ဒါတွေကနောက်မှကြည့်လောက်မှသိရမှာเนาะဟုတ်ပါပြီရှင်အဲ့ဒါကြောင့်မို့လို့အာတီချာတို့အလင်းကအတန်ထက်ပို့ပြီးတော့မြန်ပါတယ်ဘယ်နေရာမှာတိတာလဲဆိုရင်မိုးချိန်လိုက်တဲ့အခါမှာအလင်းကိုအရင်မြင်ရပြီးတော့လျှက်စစ်ပြစီလက်တာကိုအရင်မြင်ရပြီးတော့အတန်ကိုနောက်မှကြရတာပါအဲကြောင့် link နဲ့ဖြစ်သွားရင်ဒီချက်နားလေးတွေအုပ်ကြရလေပြင်တိတ်မကြတဲ့အချိန်မှာအတန်ကအနောက်ကရောက်လာတယ်နော်ဟုတ်ပြီနော် โอเคအဲ့တော့ချေရူဒီနေ့ဗားရီတင်သွားကြလဲတစ်ချက်တော့ပြန်ပြောကြည့်ရအောင်ချေရူအရှိကအရှိကဗီဒီယိုနံပါတ်2မှာဆိုလို့ရှိရင်ဂရေအထိကိန်းတွေကိုရေးခဲ့ကြတယ်ဖတ်ခဲ့ကြတယ်အခုဒီဗီဒီယိုမှာကြတော့ဒဂရီရဲ့စေစားကိုဒီချေရူစေဂရီလို့ခေါ်ပါတယ်စေဂရီကိုရေးချင်ရင်1 3 8လုံးအဲ့ဒီစေဂရီအထိကိန်းတွေကိုဒီချေရူဖတ်ခဲ့ကြတယ်ရေးခဲ့ကြပါတယ်အဲ့တော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့နားမလည်တာရှိလို့ရှိရင်ဒီချက်ဒီဗီဒီယိုရဲ့အောက်က comment box မှာလေးမေးထားလို့ရပါတယ်နော်ဟုတ်ပြီနော်အဲ့တော့အခုမင်းတို့တွေလုံထားတဲ့စာမျက် နာလေးတွေကိုလည်းဒီချက်ကိုဒီဗီဒီယိုရဲ့အောက်က comment box မှာပဲဖြစ်ဖြစ် Telegram မှာပဲဖြစ်ဖြစ်အင်ကြာလေးထပ်ပေးပါဒီချက်ကကြည့်ပေးပါမယ်နော်ဟုတ်ပါပြီရှင်အာဆိုလို့ရှင်ဒီချက်တို့နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဗီဒီယိုနံပါတ်4မှာပြန်တွေ့ကြပါမယ်နော်အာဆိုရင်အားလုံးပဲတတ်တာ bye bye